ဥစ္စာပဒမှာစနေသားသမီးမိတ်ဆွေတွေအားလုံး2025ခုနှစ်9လပိုင်းအတွင်းမှာအဆက်ဆက်ရရအောင်မြင်မှုတွေရရှိကြပါစေလို့ဆရာကဒီကနေ့မေတ္တာပို့ဆူတောင်းထောက်ပံ့ပြုလိုက်အားပါတယ်ခင်ဗျာနော်စနေသားသမီးတွေ2025ခုနှစ်9လပိုင်းအတွင်းမှာမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာအထက်လူကြီးနဲ့ပတ်သက်လို့ဖြစ်စေမိဘနဲ့ပတ်သက်လို့ဖြစ်စေအဲသို့မဟုတ်ရင်အကိုအမအဆရှိတဲ့မိမိတဲ့အသက်အရွယ်ကြီးတော့လုပ်ငန်း အလုတ်အဖေအမတွေနဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းလေးစိတ်တိုင်းမကြတာမျိုးကိုကစိတ်စိတ်ထဲမှာစိတ်တိုင်းမကြတာမျိုးစိတ်ပုံဝင်မကြတာမျိုးဖြစ်စီလုပ်ငန်းအထက်လူကြီးနဲ့ပတ်သက်လာလို့ရှိရင်ပြောတော့ပြောချင်နေတယ်ဒါပေမဲ့တီးခန့်နေရတဲ့ကာလစိတ်ထဲမှာတိတ်ပြီးတော့မိမိဘဝင်မကြတော့ကာလတွေဖြစ်ပေါ်နေတာမျိုးတွေကြုံနေရပါတယ်ခင်ဗျဖြစ်နိုင်ရင်စနေသားသမီးမိတ်ဆွေတွေကလက်ရှိနေရာကနေပြီးတော့ အဲအေးရမှုနဲ့လုံခြုံမှုတွေကိုရရှိနေတဲ့အတွက်ကြောင့်မလို့စနေသားသမီးတွေကဘာကိုဖြစ်ဖြစ်ခေါင်းကြီးအေးလေးထားပြီးဆုံးဖြတ်တာကသာမိတ်ဆွေရဲ့ကံကိုတိုးတက်စီပြီးတော့အားသာနိုင်တော့လာဖြစ်တဲ့အတွက်စနေသားသမီးတွေကဒီလာတာတော့ဒီမှာဆိုရင်ဘာကိုဖြစ်ဖြစ်အလင်းစလုံးမဆုံးဖြတ်နဲ့ခေါင်းအေးလေးထားပြီးစဉ်းစားဆုံးဖြတ်တာကပုံမူကောင်းကျင်ပါတယ်ခင်ဗျဒီနှစ်တော့ပညာရေးကောင်းကျင်တယ်တဲ့1389ထဲမှာဂျာစာရီချူမပါလာဘူးခင်ဗျ ကြစားပတိဂျူမပါတဲ့အတွက်ပညာရေးနဲ့ပတ်သက်ရင်ဘယ်နေသားမှတော့ကံကောင်းဖို့ထူး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 ပြီးကောင်းဖို့တော့ရှုံုံပြောရရင်တော့တိုးတက်နိုင်စရာတော့မရှိဘူးကြစားပတိဂျူမပါတဲ့အတွက်သို့တော့ဟို ဟိုမိတ်ဆွေတို့အနေနဲ့အဖြေရှာပြီးတော့ဘာဖြစ်ဖြစ်လှုပ်ဆောင်တင်တဲ့အရာလေးကိုလှုပ်ဆောင်မှာနော်။ကဲဆက်လိုက်အောင်။စနေသားသမီးမိတ်ဆွေတွေအနေနဲ့ဒါအပြင်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းလေးအတွေးလွန်နေတဲ့အတွေးလေးတွေကိုချော့ပေးပါ။အတွေးလေးလွန်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်ခေါင်းမူတာမျိုးခေါင်းအကိုက်တာမျိုးနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးနဲ့ရှူချတာမျိုးဖြစ်စေလက်ရှိမှာစိတ်ထဲမှာအလိုလိုမပျော်နေဘူးဘာဖြစ်လို့ဖြစ်မှန်းမသိစိတ်တွေမကြည်မလင်ဖြစ်နေတာမျိုးစိတ်တွေမပျော်မရွှင်ဖြစ်နေရတာမျိုးတွေကြုံရတတ်တယ်။သို့တော့မိတ်ဆွေတို့အနေနဲ့ အဲအိမ်သူရေးကိစ္စလူမှုရေးကိစ္စမိသားစုရေးကိစ္စကိစ္စအဝဝကိုကိုအနေပတ်သက်ပြီးကိုမဲ့ဆိုင်နေဆိုပြီးလိုက်တွေးပြီးတော့အဲစိတ်တိုင်းမကြစိတ်ဘုံဝင်မကြတာမျိုးဖြစ်ပေါ်နေတော့လာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမ်းမာရေးနဲ့ပတ်သက်လာရင်အတွေးလျှော်ပေးဖို့လိုအပ်ပါတယ်အသက်55အထက်စနေသားသမီးမိတ်ဆွေများအဖို့ကတော့လေနဲ့ပတ်သက်သောအရာလေးတွေအထူးပြုဆိုင်ပါ အစားမားတာမျိုးလေထိုးလေအောင်တာမျိုးလေးဖြစ်ရတာမျိုးဝမ်းပြက်ဝမ်းလျှောတာမျိုးလေးဖြစ်ရတတ်တယ်လို့အဲလေချောင်းတို့အတန်းတို့စရှိတာတွေနဲ့ပတ်သက်လာလို့ရှိရင်ရားနာတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်တော့သတိပြုစင်ကျင်မှာအစိုးကြီးတော့မဟုတ်ပေမဲ့အဲအနှဲငယ်လေးမထင်မှာပဲချူချာတာမျိုးညံ့တာမျိုးလေးတွေကြုံရတတ်တော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ကို့မှာရှိတာက ငွေ2000ပဝန်းကျင်မှာမြင်တာငွေ2000ဆိုပြီးလူထင်ကြီးခံနိုင်ရတတ်တယ်။ဒါအပြင်ငွေကြီးနဲ့ပတ်သက်လာရင်လက်လွန်ထားသောငွေကြီးတွေပြန်လဲရရှိတတ်တယ်။အဲလက်လွန်ရှိထားတဲ့ငွေတွေလက်လွန်ထားတဲ့ငွေတွေကိုပြန်လဲတောင်းဆိုပါရရှိနိုင်တော့လာဖြစ်ပါတယ်။အဲထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတွင်းမှာဆိုရင်အကျိုးပေးတဲ့အရာလေးတွေကိုဆက်လက်ပေါ်ပြပေးပါရစေ။ ီလာတာတော့ဒီမှာစနေသားသမီးမိတ်ဆွေတွေအဖို့ခရီးသွားကိစ္စလေးတွေအကျိုးပေးပါတယ်ဆက်ပစ္စည်းရင်နဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်တန်တွတ်တဲ့ခဲအစရှိတဲ့အရာလေးတွေလုပ်ငန်းတွေကြောက်မြက်ယတနာလုပ်ငန်းတွေအကျိုးပေးပါတယ်စာချုပ်စာတမ်းကိစ္စဆက်ပစ္စည်းကိစ္စစမ်းစီစိစာစာတောက်ကုန်နဲ့ပတ်သက်တာတွေစေဝါဆိုင်ရာလုပ်ငန်းတွေခြံထွက်ကုန်ဒီနံတွေကွန်ပျူတာတို့နော် ဟိုဆိုတာစာရေးကရိယာတို့ကွန်ရွက်တို့ချမ်းတို့ပြောင်းတို့အစရှိတဲ့လုပ်ငန်းတွေစိုက်ပျိုးသီးနှံနဲ့ပတ်သက်လို့ရှိရင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်အတန်တွတ်တဲ့အစရှိတဲ့အရာလေးတွေစက်ပစ္စည်းရင်နဲ့ပတ်သက်တာတွေဓာတ်ဆီဒီဇယ်တို့နော်နိုင်ငံခြားတို့ပတ်စပို့တို့ဗီဇာလုပ်ငန်းတို့အထယ်လိတ်တို့ TT ဖနက်တို့အွန်လိုင်းဆိုရှယ်မီဒီယာနဲ့ပတ်သက်တာတွေဘာဖို့မဆိုချိတို့လှုပ်ဆောင်ရင်အင်မတန်ကိုကောင်းမွန်တော့လာချိတို့လှုပ်ဆောင်ရင်အားသာစီတော့လာဖြစ်တဲ့အတွက်တော့ကြောင့်စနေသားသမီးမိတ်ဆွေတွေကဒီလတ်တာတော့ဒီမှာဆိုရင်ချိတို့ဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ် ဒါအပြင်မိတ်ဆွေတို့အနေနဲ့ညီကိုမောင်နှမအလေးနဲ့ဆက်တူပေါင်းစုလုပ်တာမျိုးဆွေမျိုးသားချင်းအနေနဲ့ပေါင်းစုလုပ်တာမျိုးဖြစ်စေလုပ်ငန်းကိစ္စတွေကိုမိမိရဲ့အမိမခံခြင်းမှုစာချုပ်စာတမ်းကိစ္စအဲဆနာလိုဆက်တူလုပ်ငန်းတွေကိစ္စတွေမှာတော့ရှေ့တူဆောင်ရွက်ပါကိုယ့်အမိမခံတာလေအာသာမှုနဲ့ကောင်းမှုမှုတွေအခွင့်အလမ်းကောင်းတွေရရှိတတ်သောလဖြစ်တဲ့ကာလဖြစ်ပါတယ်ဒါအပြင်ထူးထူးခြားခြားပဲဆွေမျိုးသားချင်းညီကိုမောင်နှမမိတ်ဆွေအကူအညီရရှိတာမျိုးအကျိုးပေးတာမျိုးမိတ်ဆွေတဲ့အပေါင်းအသင်းတွေရဲ့အကူအညီကိုရရှိတတ်သောလဖြစ်ပါတယ်အလောက်အကဲ အလုတ်ကိုင်နဲ့ပတ်သက်လာရင်တော့အထက်လူကြီးအကြီးအကဲတွေရဲ့ဖိအားပေးခြင်းခံရတာမျိုးကတော့ဝဆဖြစ်ရတာမျိုးလေးဂျုံကတက်တယ်လို့လုပ်ငန်းနဲ့ပတ်သက်လာရင်ကိုယ့်ကိုတပုတ်လေလွင်ပြောတာမျိုးမကောင်းပြောတာမျိုးကောလာဟာလာပြောတာမျိုးလေးတွေကြောင့်စိတ်ထဲမှာကြိတ်မနိုင်ခင်မရဖြစ်နေတာမျိုးတွေဂျုံကတက်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်စနေတွေဟာစက္ကနဲဆိုဓက္ခနဲပြန်ပြောတတ်တဲ့စနေဘာဖြစ်ဖြစ်ဟန်မဆောင်တတ်တဲ့စနေသားသမီးမိတ်ဆွေဒေါသကြီးတဲ့စနေမိတ်ဆွေသားသမီးများအနေနဲ့ ခေတနာကိစ္စတွေကိုရှင်းရင်ဒေါသပါပြီးအမှားဖြစ်တတ်တဲ့အတွက်ရှင်းလီရှုပ်လီဖြေရတတ်တော့လာဖြစ်တဲ့အတွက်ဇနီးသားသမီးမိတ်ဆွေတွေနေနဲ့ ပြဿနာကိစ္စတွေကိုအလင်းစလိုဆုံးဖြတ်တာမျိုးဆောင်ရွက်တာမျိုးကောလာဟာလာတပုတ်လီပင်ပြောဆိုခံရတဲ့အရာလေးတွေမှာဖြစ်နိုင်ရင်အချိန်တန်ရင်အဖြစ်ပေါ်လာမှာဖြစ်တဲ့အတွက်လော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 စဉ်းစားဆုံးဖြတ်ဆောင်ရွက်တာမျိုးလေးတွေမှာအားနည်းစီတော့လာဖြစ်ပါတယ်ခင်ဗျာအထက်လူကြီးအကြီးကဲနဲ့ပတ်သက်လို့အားနည်းတယ်သတိထားစင်နေမှာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေမယုံမလွယ်ပါနဲ့လူယုံမလွယ်ပါနဲ့လူယုံဒုက္ခပီးတတ်တော့လာဖြစ်ပါတယ်ဒါအပြင်မိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စတွေမှာဒီကလာတော်တွင်မှာဆိုလို့ရှိရင်ကိုကလှုပ်ပြီး ိုင်လှုပ်ပြီးလိုက်လှုပ်မပြီးနိုင်ဝင်မပြောနဲ့ကိုကဝင်ပြောလိုက်ခါမှာကိုကမုန်းတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာတော့ဒီကာလအတော်အတွင်းမှာအားနည်းစေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ခြေတူမဆောင်ရတာအကောင်းဆုံးဖြစ်ပါတယ်အမွေဆိုင်ရာကိစ္စလေးတွေအမှုကိစ္စလေးတွေ ပရိသားစင်ကျင်မှာနည်းနည်းလေးဟိုကံကညံ့နေတက်တော်လာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ကိုကမိသားစုကိုတိုင်ပင်လိုက်လဲပြာမှာစိတ်တိုင်းမကျထင်းငေါ်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်ဖြစ်နိုင်မိမိဖြစ်ချင်တဲ့အရာလေးတွေကိုကြိုတင်ပြီးတော့တိုင်ပင်ညှိနှိုင်းတာတက်ခေါင်းအေးလေးနဲ့စဉ်းစားပြီးတော့တွေးခေါ်ဆောင်ရွက်ရန်လိုအပ်သောကာလဖြစ်ပါတယ်လုပ်ငန်းအလုပ်နဲ့ပတ်သက်လို့ရုပ်ရည်ရဲ့အစမပြေအခက်အခဲတွေပေါ်လာရင်မကောင်းတဲ့အတတ်ပညာတွေလုပ်ငန်းနဲ့ပတ်သက်လို့မနာလိုပဲလို့မိတ်ဆွေပေါင်းတဲ့အရင်တွေက လူရင်းလူချားတွေကမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေကငကိုကလုပ်ငန်းတူတူလုပ်ခဲ့ဘူးတဲ့သူတွေကအပြိုင်ဆိုင်လေးတွေကြောင့်မကောင်းတဲ့အတတ်ပညာတွေနဲ့ပညာရက်တွေနဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြံ့ကြာခြင်းမျိုးတွေဖြစ်အောင်လုပ်တတ်တဲ့အတွက်ကြောင့်မလို့ဘာကိုလုပ်လို့ငကိုကအစဉ်ပြေခြင်းပေမဲ့လက်ရှိမှာထင်ခေါ်ကြံ့ကြာလာတဲ့ဆိုရင်တော့အတိုက်အခိုက်အပြအနှောင့်တွေမမြင်ရတဲ့အရာလေးတွေကြုံရတတ်တဲ့အတွက်တတိယဆင်ခြင်းဘေးရန်အတွက်တော့ တစ်ချက်သတိထားစင်ကြရအတွက်ဒါလေးတွေကိုလိုအပ်ပါတယ်။အဲ့ဒီတော့မိတ်ဆွေဟောင်းရီစာဟောင်းအပေါင်းအသင်းဟောင်းမိတ်ဆွေဟောင်းအဟောင်းနေဆိုရင်မေ့ပြလိုက်တော့အတိတ်တွေစတင်လို့ရာထူးတိုးလို့တဲ့မိတ်ဆွေများရာထူးတက်အောင်ကြိုးစားနိုင်တော့ကာလဖြစ်ပြီးတော့ရာထူးတက်မှာကံကောင်းခြင်းတွေရရှိတတ်တယ်အလုံချာနေသူတွေပတ်ဝန်းကျင်မှာတော့မရနိုင်ဘူးဒါပေမဲ့ရာထူးတိုးဖို့ရာထူးတက်ဖို့ဆိုရင်တော့ရနိုင်တယ်ဆိုလိုတာကလုပ်ငန်းရာထူးနဲ့ပတ်သက်ပြီးပြောင်းလဲမယ်ပြောင်းရွှေ့မယ်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများစဉ်းစားတုံ့ဆိုင်တွေ့ဝေမနေနဲ့ပြောင်းလိုက်ပါအားသာကောင်းမှမှာလိမ့်မယ် အင်တာနက်လွှဲလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာလို့ရှိရင်အပြောင်းလဲအပြောင်းရွှေ့လေးတွေကြိုးစားဆောင်ရွက်လုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော်လှဖြစ်ပါလေခင်ဗျဒီလတာတော်တွေမှာဂျာစာဗီတာမင်မိတ် sorry ဟိုစနေသားမိတ်ဆွေတွေဟာ ဘာကိုဖြစ်ဖြစ်စိတ်ချုပ်စိတ်ပန်းမခံနိုင်တော့လားစိတ်ချုပ်စိတ်ပန်းအတွေးလွန်လာတာမျိုးကိုမခံနိုင်မင်းနဲ့ရုံထွက်သွားခြင်းနဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အဲစိတ်ချုပ်တဲ့နေရာတွေအတွေးလွန်တဲ့နေရာတွေမှာမသွားဘဲနဲ့ကိုယ်စိတ်ကိုကိုကို confidence ရှိအောင်ပျော်ရွှင်အောင်မွေးရမယ်လာဖြစ်ပြီးတော့ဗဇက်ကဖရာလက်ကကာယဖြစ်တတ်တဲ့အတွက်တော့ဘာသာတရားလေးပုံမူလှုပ်ဆောင်ပြီးရန်လိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းသစ်ဆတာမျိုးအကျိုးပေးပါတယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာရှေ့လို့ဆောင်ရွက်ပါပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းစာချုပ်စာတမ်းကိစ္စစာရွက်စာတမ်းကိစ္စနိုင်ငံခြားပြည်ပနဲ့ပတ်သက်တာတွေရှေ့လို့ဆောင်ရွက်လုပ်ဆောင်မှာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်ဖြစ်နိုင်လို့ရှိရင်လုပ်ငန်းကိန်းကအလုံးနဲ့ပတ်သက်လာလို့ရှိလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အပြောင်းလဲအပြောင်းရွှေ့တွေရဲရဲကြီးလုပ်ပါကိုပိုင်လုပ်ငန်းတွေငဘူကကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ရင် ကျမအလုံးဟောင်းပြန်လို့မှအဆင်ပြေမလားလေအဟောင်းဆိုရင်ဒီလာတာတော့ဒီမှာဘာမှအကျိုးမပေးဘူးဆိုတာကိုဆရာပြောခဲ့ပြီးသွားပြီဖြစ်တယ်နော်အဲ့တော့ဘောင်းနေမိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့လူဟိုဆွမ်းနာလို့ပေါ့အဟောင်းနေနေဆိုရင်တော့ရီစာဟောင်းအင်းအောင်ဟောင်းတော့မကောင်းဘူးခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာငွေကြီးနဲ့ပတ်သက်လို့ရှိရင်ငွေကြီးဟာဘလောက်ပဲခက်ခဲစေကမူထင်ပေါ်ခြင်းကြော်စောခြင်းမျိုးတွေကြုံရတတ်တယ်လက်ထဲမှာရှိရင်ရွှွှွှိတတာနဲ့ရွှွှွှချင်ချင် ၃ငါမှာဒေါ်ကာပြရမယ်လာဖြစ်ပါလေငွေကြီးနဲ့ပတ်သက်လာရင်လူမြင်တဲ့ငွေတွေဟာမမြဲတာမျိုးတွေရှိတာကိုထုတ်ကြွားမိလို့ရှိရင်အဲ့ဒီငွေဟာဘာလို့ကြောင်မှာမဟုတ်ပဲကို့ကြောင်ငွေကြီးတွေဟာအထွက်ရှင်တဲ့စိတ်တွေငွေကြီးနဲ့ကိုဟာမတည့်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ငွေကြီးကံဟာဒီလတာတော့တွေ့မှာဆိုရင်တော့လူမြင်မခံတော့လာဖြစ်ပါလေခမညာခဏရင်တော့ဆရာโอเคဟုတ်ပြီ ငွေကြီးနဲ့ပတ်သက်လာရင်လူမြင်မခံတော့လာဖြစ်ပါတယ်လုပ်ငန်းအလုပ်သစ်တွေကိုယင်းဤလှုပ်ဆောင်တာမျိုးတွေအကျိုးပေးပါတယ်เนาะကောင်းပြီလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့အင်တန်ကိုအားသာကောင်းမွန်ပြီးတော့မေတ္တာအင်တာဗျူးနိုင်ငံခြားအင်တာဗျူးတွေကောင်းပါတယ်ခင်ဗျာနိုင်ငံခြားကိစ္စတွေအင်တာဗျူးကိစ္စတွေမှာเนาะစနေသားသမီးလူငယ်များအဖို့ကတော့ရှစ်သူမရှိသူတွေရည်စားမရှိသူတွေအိမ်အောင်ဘက်ဖူးစာဘက်ကောင်းပေါ်လာမဲ့လားကျင်းတည်နေကြတဲ့လားဖြစ်တဲ့အတွက်ကြောင့်မလို့ငါးလပိုင်းဆိုတဲ့ကာလတော်တွင်မှာမိမိတို့အရှိရင်းနဲ့ပတ်သက်လို့မေတ္တာရင်းနဲ့ပတ်သက်လို့ရှိရင်ဘာကိုမဆိုရှေ့တူဆောင်ရွက်လှုပ်ဆောင် င်ပြင်းဟာကံရဲ့အားသာမှုနဲ့အထောက်အပံ့ကိုရရှိတတ်သောလာဖြစ်ပါတယ်ခင်ဗျာအိမ်ဆောင်ရှင်များဟူကတော့အိမ်ဆောင်ရေးမှာတဦးနဲ့တူတစ်ယောက်နဲ့တစ်ယောက်မျက်နှာရှင်းဆိုင်ကိုပြဿနာတက်ရတာမျိုးတွေကြိုးပမ်းတတ်တဲ့အတွက်ကြောင့်မလို့မိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးစိတ်တိုင်းမကျတာမျိုးမိမိတို့ရဲ့အိမ်ဆောင်ရေးမှာအပေါင်းအသင်းမိတ်ဆွေတဦးတစ်ယောက်ပါလာရင်ဖြစ်စီဆွေမျိုးတဦးတစ်ယောက်ကိုရဲ့ ိစ္စကိုအကူအညီကိစ္စကိုကြောင်းအကြောင်းပြုပြီးတော့ကြားထဲမှာเนาะမိမိအိမ်တော်ဘက်ကတစ်ဖက်ဆွေမျိုးသားချင်းမိသားစုဝင်ဟာတစ်ဖက်ဆိုပြီးတော့ဒီလိုမျိုးလေးတွေကြောင်းပြဿနာကရောက်စားလေးတွေပေါ်လာတတ်တဲ့အတွက်ကြောင့်ဖြစ်နိုင်ရင်စေတနာတွေဝေဒနာမဟုတ်ပါနဲ့ကအားပါရင်ခါနာတတ်တော်လာဖြစ်တာဟုတ်တော့တတိထားစင်ကျင်ရန်အတွက်လိုအပ်တော်လာဖြစ်ပါတယ်ဒီလက်ထာတော်တွင်မှာမိတ်ဆွေတို့เนาะဘာကိုဖြစ်ဖြစ်လုပ်ငန်းကိန်းနဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးလုပ်မယ်ဆိုရင်ရင်းရဲကြီးလုပ်ပါ တေချာဆုံးဖြတ်တဲ့အခါမှာလည်းဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးကိုဆုံးဖြတ်ပြီးလုပ်ပါတိထန်နှိမ့်ချသွားနိုင်စရာတော့မရှိပါဘူးရမ်းမာရင်မကောင်းတဲ့မိတ်ဆွေများဘာလို့လို့အခက်အခဲကြုံအပြက်စီးကြုံအညံ့ကြုံနေတဲ့မိတ်ဆွေများအဖို့ကတော့မိတ်ဆွေများခင်ဗျမိမိတို့အနေနဲ့ညောင်ပင်တပင်မှာညောင်လေးဝါလေးနဲ့တကူချောင်းကိုပူပြီးတော့ညောင်သွားထောက်ပေးပါဖြစ်နိုင်အဲ့ဒီဝါမှာရွှေရောင်ကလေးတုပ်ပြီးတော့ထောက်ပေးတာပိုတော့ကောင်းပါလေခင်ဗျညောင်ထောက်ရှင်းအားဖြင့်မိတ်ဆွေတို့ရဲ့ရင်းညိုင်နေတဲ့ကံကြမ္မာတွေဟာနှိမ့်ကြသွားနိုင်စရာမရှိဘဲပြန်ပြီးတက်မှတ် လာမယ်ဆိုတော့နမိတ်ကိုယူတာဖြစ်စီကျမ်းမာရေးညံ့နေလို့ရှင်ကျမ်းမာရေးကောင်းစီရန်အတွက်ညောင်ထောက်တဲ့ကုသိုလ်လေးကိုဆရာတို့မြန်မာလူမျိုးရှေ့အစဉ်ဆက်ဆက်သုံးခဲ့တဲ့အတွက်ညောင်ထောက်ရှင်းကုသိုလ်ကိုမိမိရဲ့မွေးနေ့မှာနော်မိမိရဲ့စနေနေ့မွေးနေ့မှာဘယ်ရှင်မစိုးညောင်ထောက်ရှင်းကုသိုလ်ပြုလုပ်ပြီးတော့လှုပ်ဆောင်လိုက်ပါဒါဆိုရင်မိတ်ဆွေရဲ့ကံဟာကံကောင်းမှုနဲ့အားသာမှုကြီးရရှိလာမယ်လကျမ်းမာရေးနဲ့ပတ်သက်လာရင်နလန်နလန်မထတဲ့လူနာတော့နလန်ထပါမယ်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ ဒီလက်ထာတော့ဒီမှာအကျိုးပေးတော့အယောင်အနေနဲ့ဆိုရင်အနီရောင်အသားရောင်အစိမ်းရောင်ငွေမြင့်ရောင်အကျိုးပေးပါတယ်အကျိုးပေးစီတော့နေသားအနေနဲ့ဆိုရင်စနေစနေချင်းတွဲလောက်တာမျိုးအကျိုးပေးတယ်တောက်ကြသာသမီတင်နဲ့တွဲဖက်လောက်တာဟာမိစုတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အားသာစီပါတယ်အကျိုးပေးစီတော့ကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့လျှောက်ကဏ္ဍခုနှစ်ကဏ္ဍရှစ်ကဏ္ဍလျှောက်ခွန်ရှစ်စီနီယာအတွဲလေးတွေဟာမိစုတို့ရဲ့ကံကိုတိုးတက်စီပြီးတော့အားပြုကံကောင်းစီပါတယ်အကျိုးပေးတော့အရက်ဟာ မြောက်စုစုရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့အရှိအရက်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရာရာကိုအရေးကြီးတဲ့ကိစ္စတွေလုပ်ငန်းဆောင်တာတွေဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာအောင်မြင်တိုးတက်စေရန်အတွက်ဆိုရင်မိမိရဲ့လုပ်ငန်းကိစ္စမတွားမီမလုပ်မီမှာ မိမိရဲ့အိမ်မှာရှိတဲ့မြက်စွာဘုရားကိုအမွေးနှံ့တာလေးသုံးချက်တိတိစွဖြန်းပူဇော်ပြီးတော့ဖရာတရားတန်ခါဆိုတဲ့ဂုံတော်လေးကိုအာယုံပြီးပြီးတော့အမွေးနှံ့တာလေးစွဖြန်းပြီးတော့နော်ပူဇော်ပြီးတော့မိမိတို့ရဲ့လူရကိစ္စကိုအောင်မြင်အောင်ဆောင်ရွက်ရင်ပြိုးစားရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစေမယ်လာဖြစ်တာတော့အတေချာပဲဖြစ်ပါလေခင်ဗျာအဆဆရရမိတ်ဆွေတို့အနေနဲ့ဒီလတာတော်တဲ့မှာတတိထားစင်နေရမယ်အရာလေးတွေကိုဖော်ပြပေးပါစီဒီစနေသားသမီးမိတ်ဆွေတွေကဒီက2025 9လပိုင်းတွင်မှာ ဘာကိုလှုပ်လို့ဗုဒ္ဓဖူးသားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးဟာညံ့စီတယ်လို့ဗုဒ္ဓဖူးသားသမီးတွေနဲ့ပတ်သက်ပြီးတော့အားနည်းစီပါတယ်ခမဒါအပြင်မိတ်ဆွေတို့အနေနဲ့ရေထွက်ကုန်ပစ္စည်းတွေအဲအဲအလားကုန်ဆိုင်ရာရောင်းဝယ်မှုလုပ်ငန်းတွေအနုပညာဆိုင်ရာလုပ်ငန်းတွေဗကြီးဗဘူးဘေးဒင်ဗေဒစံချံတရုပ်ဆောင်နဲ့ပတ်သက်တာမျိုးတွေဖြစ်နိုင်လို့ရှိရင်အားနည်းစီတယ်လားဖြစ်တယ်ရွှေဝယ်တာမျိုး ရွှေဝင်တာမျိုးတွေမိတ်ဆွေတို့ပိုအားနည်းစေတယ်အမှုပညာဆိုရှယ်မီဒီယာနဲ့ပတ်သက်တာတွေထင်ပေါ်အမှုပညာနဲ့ပတ်သက်ပြီးတော့အစိုးရကအရေးတီးသူခုမှတပင်နဲ့ပတ်သက်တာတွေပညာရေးဆိုင်ရာခိစားတွေမှာတော့မိတ်ဆွေတို့အနေနဲ့ဖြစ်နိုင်ရင်အရင်ကြီးယုံရင်ယုံလေနှစ်လေဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင်ကျင်ရမယ်အာနာနာနဲ့ဟောပါရစီခင်ဗျတတိထားဆင်ကျင်ရမယ်နေသားအနေနဲ့ဆိုရင်တော့ဗုဒ္ဓဖူးသားသမီးတို့တတိထားဆင်ကျင်မှာဘာကိုလှုပ်လှုပ် မိုးပြာရောင်တို့အပန်းရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းပြီးတော့ညံ့စီတော်လာဖြစ်ပါတယ်။ဒီလာတာတော့ဒီမှာတောင်ဆူဆူရက်တွေကိုခကြီးမထွက်ပါနဲ့။မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေထင်တော့ကြံ့ကြာစီနိုင်ပါတယ်။အဋိဋ္ဌံပြုလို့တပါဆိုရင်တော့စနေသားသမီးမိတ်ဆွေတွေနဲ့အဋိဋ္ဌံပြုလို့တပါဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အစဉ်ပြေစီရန်အတွက်ဆိုရင်တော့အဲဟိုနေ့စဉ်မနက်တိုင်းမှာတန်ဖိုးတီတက်စီရွတ်တာမျိုးဖြစ်စီညအိပ်တဲ့အခါမှာတက်စီရွတ်တာမျိုးဖြစ်စီရွတ်ဆိုပြီးတော့ရွတ်ဖက်ပြီးတော့ တလားတာလုံးမှာအကျင့်လုပ်ပြီးတော့ရွတ်သွားလိုက်ပါမိတ်ဆွေတို့ရဲ့ကံငှမ်းမှုတွေတော့တိတိသာသာကံကောင်းပြီးတော့အားသာပြီးတော့အထောက်ကူဖြစ်စေမယ်လာဖြစ်ပါတယ်ဒါဟာပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်အရရစနေသားသမီးမိတ်ဆွေတွေဖို့တို့တက်စီပြီးတော့ကံကောင်းစီရင်အတွက်ဆိုရင်တော့ဒီလဟာစကားအများကြီးမပြောပါနဲ့စကားအများကြီးပြောရင်အမားအများကြီးပါတတ်တာမျိုးမိမိရဲ့အတွင်းရေးကိစ္စမိသားစုရေးကိစ္စတွေမှာသူတစ်ပါးကိုမပြောမိအောင်စင်ကြမှာဖြစ်နိုင်ရင်မိမိရဲ့ ရွှေထွက်တာကောင်းပါလေခင်ဗျာရွှေထွက်ရင်ပို့ပြီးတော့ပိတ်နေတဲ့လက်တွေညံ့နေတာကြောင်ပြန်လဲကောင်းမွန်လာပါလိမ့်မယ်မမမာဘူးခင်ဗျာနော်ဆိုတော့မိတ်ဆွေတို့မိသားစုတွေမှာကျမ်းမာရေးညံ့နေတာမျိုးဘာလို့လို့ခက်ခဲကြံ့ကြာနေမိတ်ဆွေတို့တတိပြုကြည့်ပါရွှေဝင်ထားလို့ဖြစ်ပါလိမ့်မယ်သို့မဟုတ်လူဝင်ထားလို့ဖြစ်လိမ့်မယ်လူဝင်ဝင်ရွှေဝင်ဝင်ရွှေပြန်ထွက်လိုက်တဲ့အခါကံကပြန်လဲတဖန်ပြန်တက်လာမယ်ဆိုတဲ့သဘောကိုဆောင်ကျင်းဖြစ်ပါလေခင်ဗျာကောင်းပြီဒီလအတွင်းမှာမိတ်ဆွေတို့အနေနဲ့ပတ်စံပစ္စည်းအထားမှားတာမျိုး ပြောက်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့တော့မိမိရဲ့ပစ္စည်းတွေကိုပတ်စံတွေကိုတိချသိမ့်မှာပတ်စံနေတော့တိချသိမ့်ပေါ့တကယ်လို့မသိရင်လို့ပုံနေလဲဆရာငယ်နာလာအားထားလို့ရပါလေခင်ဗျအဲကောင်းပြီဆိုတော့ကျန်တာကတော့လက်မခံဘူးเนาะလူတွေတို့ဟိုအပူတွေတို့လက်မခံအောင်လားဆိုတော့ပတ်စံတို့အဲတံမိုးရှိတာဆိုဆရာအကုန်ရတယ်ခင်ဗျเนาะဆရာရပဲဆရာအရှိအပင်းเนาะဆရာပြန်မပြီးတောက်အောင်เนาะအဲတခုပဲဆိုတော့ကိုဆုံးပေါင်စားလားဟုတ်ပြီဆိုတော့ မစ်ဆီလိုအနေနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေရန်အတွက်ဆိုလို့ရှိရင်တော့ဘာလို့ဖြစ်ဖြစ်အလင်းစလုံးမဆုံးဖြတ်ပါနဲ့တတိထားဆင်ခြင်းဆောင်ရွက်ပေးရန်လိုအပ်ပါတယ်မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့မစ်ဆီတို့ရဲ့ကုန်ပစ္စည်းတွေရောင်းတဲ့အခါမှာမီးကျက်တို့နော်မီးအချောင်းတို့နော်ဖန့်စနလိုပေါ့စနေနံနေဆိုတော့ဗာလိရှိမှာမီးကျက်တို့မီးချောင်းတို့ဓာတ်ဘူးတို့ဓာတ်ပုံတို့နဲ့ထိတွေ့ရိုက်ပုတ်ပြီးရောင်းလိုက်ရင်မစ်ဆီတို့ရဲ့ကုန်ပစ္စည်းတွေရောင်းထွက် ရောင်းတွက်သွားပါမှာအတေချာပဲဖြစ်တယ် ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာလုံးမှာအဆက်ဆက်ရအစဉ်ပြေအောင်မြင်တိုးတက်စေပြီးပြုလုပ်ရမယ်။ရေရာအနေနဲ့ဆိုရင်တော့မပြောမီကြော်ညာလေးဝင်ရစေခင်ဗျ။ဆရာငယ်နှပ်ဖေးတွေမိချင်ရင်09392939လေးတက်လျှောက်790290416เนาะ အဲကိုက app telegram မှာဖြစ်စီ viber မှာဖြစ်စီ meme ဆက်သွယ်နိုင်ပါတယ်ပြန်ပြောပြပါမယ်7902904176ပါခင်ဗျာ0939 2939 4တခြားကိုက app telegram မှာဖြစ်စီ viber မှာဖြစ်စီဆက်သွယ် meme နိုင်ပါတယ်ဆရာငယ်အတုတွေကလုံးတွေတူတီပေးတဲ့ဆရာတွေ 3D ပေးတဲ့ဆရာတွေလက်ပေါ်နေကြောင်းနဲ့အဲ့ဒါဆရာမဟုတ်ကြောင်းကိုထပ်လောင်းတတိပေးပြရစီဆရာ TikTok Messenger မှာလည်းဗီဒီယိုမဟုတ်ကြောင်းထပ်လောင်းပြောကြားပြရစီခင်ဗျာကောင်းပြီ ီကလာတာလုံးမှာအဆက်ဆက်ရေးအဆင်ပြေစေပြီးငွေကြီးကံအားကောင်းစီရန်အတွက်စနေသားသမီးမိတ်ဆွေများအဖို့ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့နှစ်မျိုးပေါ်ပြပေးပါမယ်။နံပါတ်1ကငွေကြီးနဲ့ပတ်သက်သောရေရာငွေကြီးနဲ့ပတ်သက်လို့အခက်အခဲတွေအကြအတဲတွေကြုံနေတဲ့အခါစနေသားသမီးမိတ်ဆွေများမြုပ်နေသောငွေတွေပြန်ပေါ်လာအောင်လို့ဆိုရင်တော့ဂျွေပကံများတစ်ချက်ထဲမှာမုတ်လုံးကြီးပေါ့28လုံးတိတိကိုထည့်ပါတောက်တော်ကြီးတစ်ခွက်ထည့်ပြီးတော့အလဲမှာ ဖျောင်းနိုင်တဲ့ပိုင်းတွင်းပြီးတော့မြက်စွာဘုရားအာစနေနေ့မှာဆူတောင်းပြီးတော့ဂျုံကြီးကြီးနဲ့ဆူတောင်းပြီးတော့ပူဇော်ပါခက်ခဲနေတဲ့ငွေတွေကြန့်ကြာနေတဲ့ငွေတွေမြုပ်နေတဲ့ငွေတွေပြန်လဲတိုးတက်ကောင်းမွန်အောင်ဆူတောင်းလိုက်ပါဂျုံကြီးကြီးနဲ့ငွေကြီးကန်ဟာဟောတူတေးကြတယ်ရောက်ရှိလာမှာအတေးကြပဲဖြစ်တယ်ခင်ဗျာဒုတိယတစ်ခုဒီတစ်ခါတလုံးမှာမိษွေတို့နေနဲ့အဆက်ဆက်အရရာအစဉ်ပြေပြေစီပြီးတော့ငွေကြီးကန်အားကောင်းစီရန်လွယ်လွယ်နဲ့ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ကျတော့ကွန်းရွက်လေးတစ်ရွက်ပေါ်မှာ ထုံးကလေးနဲ့เนาะစိတ်ထဲမှာပေါ်ပေါ်ထင်ထင်မထင်ထင်ထုံးကလေးနဲ့စဒဘဝစဒဘဝစမလေးလုံးပြောတာတနည်းအားဖြင့်ဖရားလေးစုကိုလည်းပေါ်ပြတယ်နမင်းကြီးလေးပါကိုလည်းပေါ်ပြတယ်ပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါကိုလည်းပေါ်ပြတယ်ခင်ဗျာเนาะစဒဘဝစကကုတံဖရားဓာတ်ဟုတ်လားဂောဏကုံဖရားဓာတ်ကတဟုတ်လားစဒဘကတဘဖရားဝါဂောရမစနာဘောဂောရမမြတ်စွာဘုရားဆိုပြီးတော့ ရည်မှန်းပူဇော်ပြီးတော့မြတ်စွာဘုရားရှင် ပွင့်ခဲ့ပြီးတဲ့ဘုရားရှင်ဘုရားလက်ကို ပူဇော်ရည်မှန်းပြီးတဲ့အခါလက်ဖက်အသားမပါအယိုးမပါတဲ့လက်ဖက်ကလေးစီးလဲဆန်းညာမလို့အနှဲငယ်ကိုထည့်ပါအနှဲငယ်လေးကိုထည့်ပြီးတဲ့အခါကွန်တီလေးကနှစ်စိတ်နဲ့ဗကံများထဲမှာဗကံဗကံများလေးတစ်ချက်ထဲမှာထည့်ပါထည့်ပြီးတဲ့အခါမိစီတို့တောက်တော်ကြီးနှစ်ခွက်နဲ့မိမိအိမ်ကမြတ်စွာဘုရားဈေးဆိုင်မှာလူတန်းပူဇော်ခြင်းဖြင့်မိတ်ဆွေတို့ရဲ့ငွေကြေးကံတွေအားလုံးကောင်းလာပြီးတော့စနေသားသမီးမိတ်ဆွေတွေအားလုံးကျင်းသေးပေါ့ အဆက်ဆက်ရေးရအစဉ်ပြေးလာမယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးငားလာပိုင်းအတွင်းမှာအဆက်ဆက်ရေးရအောင်မြင်လို့ယေရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေခမ